ပါပလိရေနာလို့ခေါ်တာမုံမီကတော့မှတ်တရတွေရှိတာပေါ့နော်ခုနကဟိုပြသွားတဲ့အခန်းမှာဆိုရင်ဒီချာလီကနေငါ့ကိုကြိုက်တယ်လို့လုပ်ပါဆိုပြီးတော့ပြောတဲ့ချမ်းမှာညမောကပါရိုက်လိုက်တာပေါ့နော်အဲ့ဒါပြီးတော့အမကညမောကိုပြီးတော့ပါရိုက်လိုက်တာရာဇင်တော့ကတော့အမတို့ကတိချချိန်ထားတာပါသူအလှဲ့အမလက်အရွယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ရိုက်တဲ့ချိန်မှာမုကလည်းအယမ်းပါနေဟို ေါသရေထည့်ထားတာရေဟိုအချိန်နဲ့ပြင်းစင်းတာရေသူ့ကိုလှမ်းဆွဲလိုက်တာရေနေရချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်မိပါဘောင်းဆိုတော့လေသူကလေအဲ့လိုလိုဘာဆက်လို့လဲသူရဲလိုက်တယ်ဟောလေအမလည်းအစမ်းအားနာပါရဲ့ဟိုတော်တော်ပြင်းသွားတာလေရှူတဲ့တကူလုံးတိုက်သွားအမရဲ့ရိုက်တန်ဆိုတော့လေ မလည်းသူ့တောင်းပန်တာဗောညီမလေးရဲ့ဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆဖြစ်တာဗောသူလည်းရပါတယ်ရပါရပါတယ်ဒါဆိုသူလည်းတော်တော်ဓာဝါသီလားဟိုမရိုက်တာအမလည်းအရှမ်းလေအဲ့လိုငကိုလေးကလည်းအပြင်းပြင်းနဲ့ရိုက်မယ်ညီမရှောင်းဒီဓာလောက်ကပဲသွားမယ်လို့လှုပ်ထားတဲ့နေမှာသူ့ပါးကြီးလည်းရှောင်းသွားပဲလေသီလားအဲ့လိုမျိုးပေါ့အဲ့အဲ့လိုအမတ်တရားတွေရှိတယ်အဲ့မှာတော့ဆို ချွေးမဆိုရင်မူးကိုဝင်သွားမယ်နဲ့တွေ့ရတော့အဲ့ဒီချိန်မှလေအဲ့ဒီတော်တော်ဆိုးတဲ့ချွေးမမူးကိုဝင်တာမဟုတ်ငါသားကိုပားရိုက်လေချင်းဒီကောင်မဘာကိစ္စငါသားကိုပားရိုက်ရတာလဲဆိုရင်မူးပေါ့နော်အဲ့အဲ့လိုသားကိုချစ်တဲ့စိတ်နဲ့အဲ့ဒီဟာကြီးကိုထဲ့လိုက်တဲ့ချိန်မှဟိုအချိန်လွန်လာရဲ့ရိုက်တဲ့စိတ်ရဲ့အားရဲ့ဟာအရန်များွားလေသူလဲကသူသူသူလှည့်ရမယ့်ဟာလေနည်းနည်းလေးသူကရှေ့တိုးလာတော့အဲ့မှာကော်တီထီွားနောက်ထပ်နဲ့ အဲနှစ်ယောက်စလုံးကတော့အားပြိုင်တာပဲလေဒါပေမဲ့အဲနောက်ဆုံးတော့ तू ကအဲရောက်ခမကြီးပန်နေဖြစ်သွားတာလေသူ့မှာသားသမီးရှိလာတဲ့အခါကျတော့အဲသူ့ရဲ့သားလေးကသူ့ယောက်ျားပုံစံအတိုင်းပေါ့နော်ငငယ်တော့ကသူ့ယောက်ျားပုံစံအတိုင်းဖြစ်တဲ့အခါမှာ तू ကသူ့ယောက်ခမကြီးဘာကြောင့်ငငယ်တော့ကသူတို့ဒီလိုလှုပ်တာလဲဆိုတာကို ူခံစားလို့ရသွားပါတော့အဲ့တော့ဒေါတီတီဆိုကရောက်ခမကြီးပန့်တယ်ပေါ့ဒါဒီဂျပန်ဝင်လေးပေါ့ဒါခုမင်းကိစ္စလေးအဲ့ကြပါလေလေအဲ့ကြပါရလေရီရတယ်ဒါပေမဲ့အဲ့ဒီခန်းတော့တော့လေဟိုဒီပါတာလေးရီစရာလို့ပြန်ဖြစ်တာပေါ့နော်တကယ်တကယ်ရိုက်ကွင်းမှာကြတော့အဲ့တယောက်တယောက်ပြီးတယောက်ပြောရမယ်မူရဲ့နောက်ပြီးတော့ဟိုသူပြောပြီးရင်ကိုပြောမယ် ဘယ်သူပြောပြီးဘယ်သူပြောရမလဲဆိုတာကြီးလိုက်မှန်နေတာရဲ့ item ထည့်တာလည်းဆိုတော့ဟိုအဲ့လောက်ရည်စရာမကောင်းဘူးပေါ့နော်တကယ် drama လို့ရိုက်ရတာ哦အဲ့မဲ့ဒီမှာကျတော့အဲ့ drama ရဟာတာကြီးလို့ဖြစ်တယ်ဟောတော့ဗာတန်းငယ်လေးကိုလည်းချစ်တယ်တန်းငယ်လေးကဘယ်တော့အရာကောင်းအေးပေါ့ဟိုစိတ်ကလေဘလို့ဖြစ်လာဖြစ်တာလဲဆိုတော့အမေတယောက်နေနေကိုကသားကိုအရန်ချစ်တယ်ဒါပေမဲ့ကိုအရန်မုန်းတဲ့မိန်းမကိုသားချစ်နေတဲ့အတွက်ဟိုသားကိုလည်းပြောလို့မရတော့ ီချွေးမကိုပို့ပို့မုံလာတာပေါ့နော်အဲတားကိုဘကိုပါတယ်ဆိုရင်တော့ချွေးမကိုတိတ်မုံလောက်မယ်မထင်ဘူးအခုကတားဟိုသူ့မိန်းမမသူ့မိန်းမဆိုတဲ့ဟာမျိုးဖြစ်တော့နင်းအဲ့လောက်ထိဖြစ်ရလားငါကနင်းကိုအလောက်ချစ်တယ်တော့နင်းကအဲ့ဒီမိန်းမကိုချစ်ရလားဆိုတဲ့စိတ်နဲ့မချစ်တင်ခဲဖြစ်ပြီးတော့သူ့တားသူ့ဘက်မပါလေချွေးမကိုပို့မုံလေပေါ့နော်အဲအဲ့လိုမျိုးဖြစ်တာပါ တယောက်ကဒီမှာဆိုရင်တောက်ချစ်ပြီးလို့ရှိရင်တားချစ်တဲ့မိန်းမကိုလက်ချစ်ပေးတဲ့ယောက်ကမှရှိရင်เนาะဒီစကားကပါဆက်ဆက်ကြတာလေဒီကိုယောက်ကမကိုငမလေးလက်ခံရသွားတယ်ဆိုတော့အဲ့ဒီလောကနဲ့ဆိုတော့ဖြစ်နိုင်မှာမဟုတ်ဘူးဖြစ်နိုင်မှာမလားဆိုတာခုနလိုပေါ့ဆုထဲအဲ့ဒီမှာပြောသွားတယ်လို့ပေါ့လူတိုင်းကကိုခံစားဘူးမှပဲနားလည်နိုင်ကြလေအဲ့ဒီမှာခက်ခက်မှာနောက်ဆုံးမှာသူကိုယ်တိုင်ကဒီဒုက္ခကိုသူခံစားသွားရအောင်သူ့သားလေးကသူ့သဘောမတူတဲ့မိန်းမနဲ့လိုက် ကြိုက်သွားတယ်ဘလုံးမပြောလို့မရဘူးအဲ့ဒီမိန်းမမအဲ့ဒီမိန်းမဆိုသူ့ရဲ့ဘဝမှာငငယ်တော့သူလောက်ခဲ့တဲ့အရာတွေပေါ့နော်အဲငငယ်တော့ဆိုရင်အဟိုဟာชาลีอ่ะအမောက်ပြန်ပြီးတော့ခံပြောတာတွေอ่ะအခုသူ့အသက်ကြီးတဲ့အချိန်မှာသူ့သားသူ့ကိုပြန်ခံပြောတာတွေအဲ့လိုမျိုးတွေနဲ့တွားတဲ့အခါမှာစိတ်ကထပ်တူသွားကြတာပေါ့ဟိုဟာ တကယ်ကိုခံစားလိုက်ရတဲ့အချိန်မှာအော်ငါတုံးကငါအခုခံစားနေရငါဒီလိုခံစားနေရတယ်ဆိုရင်ငါရောက်ခမကြီးလဲအဲ့ဒီတော့ငါလိုပဲခံစားရမှာပဲဆိုတော့ခံစားချက်ချင်းသွားတူလို့အဲ့အဲ့လိုနားလဲပေးတာခံစားချက်ချင်းမတူရင်တော့ဖြစ်ပုံချင်းလည်းမတူရင်တော့နားမလဲပေးနိုင်ဘူးလေအပြင်မှာဒါလည်းဥပမာသားချင်းဖြစ်နေဆိုရင်အဲ့လိုမျိုးဖြစ်နေရဆိုရင်ခံစားနိုင်ပါမလားဟာအမကတော့အပြင်မှာကို့သားရှိတယ်ဆိုရင်တော့သားချစ်တဲ့မိန်းမကိုလိုက်ချစ်ပေးမှာပါ မသားရင်တော့သားချစ်တဲ့မိမအောင်လိုက်ချစ်ပေးမယ်တော့ပါတယ်ပါတယ်ပါတယ်အဲ့ဒါရုပ်ရှင်လေအမကဘလောက်ဆိုဆိုလက်ခံပေးမှလားချွေးမှာလက်ခံပေးတယ်လက်ခံပေးတယ်ဘာပြောလို့ဆိုတော့အမမအခုကရောင်းမတယောက်ရှိရယ်လေရောင်းမတယောက်ရှိရယ်အဲမကလေးတယောက်ရှိရယ်ပေါ့နော်အမတို့အရန်ချစ်တယ် မြန်ချက်တယ်အဲ့မက်ကလေးနဲ့လည်းမောင်နှမတွေလိုပဲချက်တယ်အဲရောင်းမနဲ့လည်းညီမတွေလိုပဲချက်တယ်အဲအမားထင်တာကတော့နှစ်ပိုင်းကွဲသွားလိမ့်မယ်လို့ထင်တာပဲလေအဲရောက်ခမဘက်ကလည်းဒါရောက်ခမမှန်တယ်ပေါ့နော်ဒါသားသမီးကိုကြာချစ်တဲ့စိတ်ပေါ့အဲချွေးမဘက်ကလည်းချွေးမမှန်တယ်ပေါ့ဒါပေမဲ့အမားအတွေးမိရဒီကားကိုချစ်တဲ့အချိန်မှာပေါ့နော်ရောက်ခမလည်းနည်းနည်း short အဲချွေးမလည်းနည်းနည်းလျှော့နည်းနည်းစားတော့စီလျှော့လိုက်ရင်တော့သူချစ်သွားကြမယ်ထင်တယ်အမုံမြင့်ကိုခမချီရမယ်ခမချီရမယ်ဆိုတော့ဒီတော့ကိုထောက်ပြပါအမုံမြင့်ကိုဟိပလင်းမှာအမနက်ပိုင်းကြည့်ရမယ်အမ TV ဘုံမှာည9နာရီပြပါမယ်တနင်္လာနေ့ကနေတောက်ကြနေတိရက်တွေအများကြီးကြည့်ရမယ်အတွက်တဝါကြီးကြည့်ရမယ်လို့ထင်ပါတယ်ကြည့်ပြအောင်ကြည့်ပါလို့လည်းဖိတ်ခေါ်ချင်ပါတယ်